ဒီကနိကေမဟာဝက်ကပါဠိပါရာတိသုတ်ဒေသနာတော်မြတ်ကြီးကိုပါဠိတော်ကိုရုပ်ကပူဇော်ပြအနဲ့ပြန်ပြပြောသင်ပြောတတ်သည်မြတ်အတိတ်ပဲပြောပြပြီးတော့တရားပူဇော်နေတဲ့အချိန်အတွင်းမှာဤရင်တဲ့ပုဂ္ဂိုလ်များက သူတို့သိကျင်တဲ့အကြောင်းအရာများကိုမေးကြတဲ့အတွေ့သိကျင်လို့မေးလို့ရှိရင်ကျမ်းဖြေပေးရမှာကအမှန်ကိုအမှန်တိုင်းသိကျင်လို့မေးတာဆိုတော့ ယေသနာတော်နဲ့တိုက်ဆိုင်စစ်ဆေးပြီးတော့အသေးချပြန်ဖြေပေးရမှာကပညာဓိကတို့ရဲ့အလုံးအခုမေးတဲ့ပြဿနာကစိန်ရည်သိမ့်နေဆိုတာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုမေးထားတာမေးတဲ့ပုဂ္ဂိုလ်က 一九九六年，新疆地区，乌昌昂着一点点也是米，那点点多。生意人呢，出来干着，不要容易干着。生意人呢，做的是他干过，培养好的嘛。<noise> ဓာတ်ရှိသလားမိတဲ့ပုဂ္ဂိုလ်ကညဉ့်ညရရပုဂ္ဂိုလ်မဟုတ်ဘူးဘိုးချုပ်မျိုးတွေဆိုတော့ဒီတဲ့ပုဂ္ဂိုလ်ကလည်းပဲသာဓပိတာပုဂ္ဂိုလ်ကြီးမဟုတ်ပေမဲ့သာဓဆရာတော်ဖရာကြီးများဓမ္မညင်းနာ 看，米罗兵伢欺负人弄个，这罗非要一路没家罗没别的，一下就在那罗米阿屋边来，那老多人米罗，还真要说没希望，皮阿麻去了，莫说啥子阿地罗没钱，我麻不。 မြေမောတောင်ကြီးကိုမှန်ချင်ရသလိုအတိန်အဆောင်မရှိအောင်ကိုဖြေပေးရမှာပါဤတော့လည်းပဲကြရားနာနေတယ်လို့သဘောမထားကြပါနဲ့သူတို့သားဖန်နှစ်ယောက်ပြောနေတဲ့စကားငါတို့ဒီလိုကြားခဲ့ရတယ်လို့သဘောထားကြပါ ပြောတဲ့ပုဂ္ဂိုလ်ကပြောလိုက်ပါပြီနားတဲ့ပုဂ္ဂိုလ်ကလည်းနားရှာပါပြီတကယ်ဘူဂျုံမျိုးတွေဆိုတော့သာပင်နဲ့စီစီပြီးအင်ချက်လုံးတဲ့ပုဂ္ဂိုလ်တွေကအများကြီးဆိုတော့ဒေသနာတော်လာစာအရှိကိုဒီဒီချာချာညွှန်ပြလိုက်ပါမယ် ဝိနည်းငါးကြံပါဠိတော်ပထမဥပ္ပါရာစိကကန္တဘေခုပါတိမောနိဒာနုတ်တိသအဖ بامزانە موداوارۆ خۆبان هەیە دەمان دۆ ئەندایی گۆ دەمە و دۆ بگەوادا سوورێ پوێما ئەزیێ دووکێ دۆ زانبزانە موداوادات دووگە ئابە گەلێگا بێن؟ နယောနိဗ္ဗာန်မဲ့ဖို့ဇံဤအန္တရာယ်ကိုတားနိုင်ပါれလို့ပြဆိုတော်မူထားတဲ့ဒေသနာတော်ကိုဆရာဆရာမြတ်တို့အကျယ်တဝန့်ရှင်းလင်းပြတော်မူစဉ်အခါကာလတုန်းကကံကိလေသာဝိပါကဝါဒတိတ်ကမံဤငါးတံမယံအန္တရာယ်ဆိုတာ ကျင့်မှတ်ခဲ့ရဘူးပါလေဆောင်းလဲဆောင်းထားပါလေနိုင်ရောနိဗ္ဗာန်မဖို့ဇံရဲ့အန္တရာယ်ကိုတားနိုင်တာကအကြောင်းငါးချက်ကမ္မန္တရေနံပါတ်1ယေဇာနန္တရိယကံကြီး၅ပါးဟုဆိုပလူတာပါဒီပြေဇာနန္တရိယကံကြီး၅ပါးထိုက်တဲ့ပုဂ္ဂိုလ်ကြတော့ တစ်ပါးငရေခံပြီးတဲ့နောက်ကြမှာအဲ့ဒီရနောက်မှာသံဃာကပြန်ပေါ်လာရင်ဒီလိုကောင်းနဲ့ပေါင်းသိမိရင်တရားဓမ္မများအားထုတ်လို့ရနိုင်ပါလေတကပါကငရေတားတယ်တကပါငရေခံရတယ်အဲ့ဒီတကပါတော့ ူကနတ်ရွာနိဗ္ဗာန်မဖို့ဇံမရနိုင်ဘူးဓမ္မနဲ့ကိလေသာတရေဆိုတာမိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်ဒီသူတို့ကလည်းပဲတရားအားထုတ်လို့လည်းဗာတရားမှမရနိုင်ပါဘူး နမတုဝိပါကံတရေဝိပါကအကျိုးပေးကအန္တရမေဖို့နိဗ္ဗာန်ကိုကြားထားတယ်ထိုတဲ့နိယဟာအလွန်တရာမှကျေပြန့်ပါတယ်ကျေပြန့်တဲ့အတွက်လည်းပဲနောက်ဆုံးမှအကျေတဝန်ရှင်းပြပါမယ် နမလေးအရိယုဘဝတံတရေအရိယာတွေကိုပြစ်မှားမိဒီပုဂ္ဂိုလ်ကမေဖို့နိဗ္ဗာန်အတားဆီဖြစ်ပါတယ်အရိယာဘဝအရိယုဘဝတံတရေဆိုတာက အရိယာပုဂ္ဂိုလ်ကို ပြမှန်းမိရင်ဒါကြတော့တော်တော်ကိုအဆင့်မြင်လွားကြီးတယ်တမတ်တဖူရပြီးသားသောတာပန်ပုဂ္ဂိုလ်ကသူ့အထက်ကသက္ကဓာကံတို့အနာကံတို့ယဟန္တာတို့အဲ့ဒီပုဂ္ဂိုလ်တွေကို ပြမှားမိတယ်ဆိုရင်အဲ့ဓမ္မတဖူကနေပြီးရှေ့သက်မတက်နိုင်ဘူးတဲ့ ူပြင်းမှားမိတာကိုသိပြီးတော့ကိုယ့်အထက်အစဉ်တမ်းမြင့်တဲ့ပုဂ္ဂိုလ်ပြင်းမှားမိလို့ဖြစ်ဆက်တရားအထုတ်ပြီးမယ်လို့ဓမ္မတဘုရားနေရှိဆက်မတက်တော့ဘူးဖြစ်နေတယ်ဆိုရင်အဲ့ဒီအရှင်မြတ်ကိုသေးသေးချာချာကြတော့ပြီးတော့တပြည့်တော့ပြင်းမှားမိတဲ့အပြစ်ကိုသီခံခွင့်တော်ဘုရားခရာဆိုပြီး ဝင်ချတောင်းမှန်ပြီးတော့ရှေ့ဆက်အားထုတ်ရင်တော့သူကတက်ပါတယ်တဲ့ဒီခုပြီးတော့ဝင်ချတောင်းမှန်ခြင်းမပြုသမျှကတော့တသက်လုံးအားထုတ်နေတဲ့မတက်တော့ဘူးတဲ့ဓမ္မတဖို့ရတဲ့ပုဂ္ဂိုလ်ကတဲ့ဓမ္မတဖို့ကကိုမတက်တော့ဘူး တမတ်တဖို့မှမရသေးဘူးအဲ့ဒီလိုပုံကမျိုးကြတော့လေကိုပြင်းမမိတဲ့အရိယာအရှင်မြတ်ကိုသွားပြီးတော့ကရောချင်းတောင်းမှချင်းမပြုတ်ဘူးဆိုရင်တော့ဒါဆိုလုံးအားထုတ်နေလဲတစ်သက်လုံးတရားမရဘူးအဲ့ဒီလိုတောင်းမှပြီးလို့ကျင်တတ်ပါပဲမင်းမသိလို့ ပြင်းမမိတာငါခွင့်လွတ်ပါရဲ့လို့အထက်အရိယာပုဂ္ဂိုလ်ကပြီးခံလိုက်ပါရဲ့ခွင့်လွတ်လိုက်ပါရဲ့ဆိုလို့ရှိရင်တော့ပါရမီအားလျော်စွာတရားဓုတရားမြတ်ဒီကတမက်တဖို့နမက်နဖို့သုံးမက်သုံးဖို့လေးမက်လေးဖို့ဒေဂုလျင်မြန်စွာရနိုင်ပါတယ် နံပါတ်5အာနာဝိတိတ်ကမန္တရေမြတ်စွာဘုရားရဲ့ဝိနည်းသိက္ခာပုဂ္ဂိုလ်ချိုးဖောက်ခြင်းအာနာတော်ကိုလွန်ကျူးခြင်းအာနာတော်ကိုလွန်ကျူးတာကတော့နံပါတ်1အကြီးဆုံးဖြစ်တဲ့ပါရာဇိကအာဘ၄ပါးကိုလွန်ကျူးမိပြီဆိုရင် ယဟန်ဘဝနဲ့တော့အာမထုပါနဲ့ယဟန်ဆိုပြီးအမိခံပြီးအာထုနေလို့တော့တသက်လုံးအာထုလို့လေ။ဘာဓမ္မတခုမှမရဘူးတဲ့။ဘာသာဓိကအသင့်တုံးကကုသလမ်းမရှိလူသားမနေလို့ရွေနေစင်လေအပတ်ဒီ။အကြောင်းအမျိုးမျိုးတစ်မျိုးမျိုးကြောင့် 阿拉这个阿爸哥，农民的微信，你不挖地养，也阿丘巴，挖着米吃的老多，是幺巴的。咱们呢不挖地养，也得不挖、啊、地养，阿丘巴挖着米吃的老幺巴的。 အကြီးဆုံးဖြစ်တဲ့ပါရာဇိကအာဘကတော့ဒီလောက်ထိအပြည့်ကြီးပါတယ်ကိုအောင်ငယ်တဲ့တန်ခါဒိဋ္ဌိကစပြီးတော့ဒုက္ခဒုဗ္ဗာတိအထိပြင်းသောအာဘခုနှစ်ပုံကိုလွန်ကျူးမိပြီဆိုရင်ဥဒ္ဓါနကံဆောင်ခြင်းဒေသနာကံဆောင်ခြင်းအစရှိတဲ့တန်ခါကိစ္စတွေဆောင်ပြီးတော့ တရားအားထုတ်ရင်မေဖို့နိဗ္ဗာန်ရနိုင်ပါလေကဲဒါကမေတ္တာဖူဒအန္တရာယ်၅ပါးဆိုတာအရင်ကျုပ်အပြင်းနဲ့ပြီးပြီးခဲ့ပါပြီ။ 臭味，明我没得闹嘞，阿东臭味我没怕味。生意生、政策、做的这个无钱的不，总共有，尾巴干的嘞，除了这些些些新家人，是我包了包的。 ဝိပါကအကျိုးပေးကအန္တရယ်မဲ့ဖို့နိဗ္ဗာန်ကို တားဆီးထားတာညာသာထဲမှာတော့ပဋိသန္ဓေအဖြစ်ဆွန်လာတဲ့ပုဂ္ဂိုလ်ပဋိသန္ဓေအဖြစ်ကံလာတဲ့ပုဂ္ဂိုလ်တရားမရဘူးလို့ သာမင်ညာအပြင်တော့ဒီလောက်ပဲပြထားပါလေအဲ့ဒါလိုပြထားတာကပฏิသန်ဒီအပြင်ဆွန့်လာတဲ့ပုဂ္ဂိုလ်ပฏิသန်ဒီအပြင်ကန့်လာတဲ့ပုဂ္ဂိုလ်တရားမရဘူးဆိုတာကအဲ့ဒီတဘဝတော့တရားမရဘူးသူရဲ့ဝိဇ္ဇကုံလို့နောက်တဘဝမှာ ပတိဇာနေဆုံးတဲ့ပုဂ္ဂိုလ်ပတိဇာနေကမ်းတဲ့ပုဂ္ဂိုလ်မဖြစ်ဖဲနဲ့လူကောင်းပဂတိဖြစ်ပြီးတရားအထုတ်ရင်ဤသာရဏအတွင်းမှာသူကနိဗ္ဗာန်ရနိုင်ပါလေ။ဝိပါကအကျိုးပေးကအန္တရာယ်မဲ့ဖို့နိဗ္ဗာန်ကိုတားထားတယ်ဆိုတော့ကဲဝိပါကဆိုတာကဘယ်ကနေစဉ်းသက်လာတာလဲဆိုတော့ ုသိုလ်ကံအကုသိုလ်ကံကနေပြီးဆင်းသက်လာတာကုသိုလ်ကံတရားတွေရဲ့အကျိုးပေးကလည်းပဲမေဖို့နိဗ္ဗာန်ကိုတားထနိုင်တယ်အကုသိုလ်ကံတရားတွေရဲ့အကျိုးပေးကလည်းပဲမေဖို့နိဗ္ဗာန်ကိုတားထနိုင်တယ်အရင်တည်းကတည်းက 骨头刚才要的酒杯个，那玻璃碗，家吃的是那个新编的，我话的。哎 <noise>，骨头刚才要的酒杯个，那玻璃碗我，家吃的是那个新编的青龙啊，懂？亚天马。 ဖက်ခွက်စားတယောက်ကနေကျုပ်အစဲခံရဘူးပါတယ်နိဗ္ဗာန်လိုခြင်းလို့ကုသိုလ်လုပ်တာကုသိုလ်ကံတရားရဲ့အကျိုးလေးကမဟုတ်နိဗ္ဗာန်တရထားတယ်ဆိုတော့နေမိငါလို့လို့ကုသိုလ်လုပ်တော့မှလားဟာအဲ့ဒါလူအသေးခံရဘူးပါတယ်ဆိုတာအရင်တုန်းကလည်းပြောဘူးပါတယ်အခုလည်းပြောဘူးပါတယ်နော် ုသိုလ်ကံတရားဆိုတာကဘယ်လိုတားတာတုံးဆိုတော့ဥပမာတစ်ခုဘုရားစုပန်တဲ့ပုဂ္ဂိုလ်ကဣဒံမေပုံညာသဗ္ဗညုတညာနာသပစ္စယောဟောတုဆိုပြီးတော့ဒါနပြုလည်းဒီစုတောင်းတယ်သီလဆောက်တည်လည်းဒီစုတောင်းတယ်မြစ်တာဘာဝနာအစရှိတဲ့ဘာဝနာတရားတွေပွားလည်းပဲဒီစုတောင်းတယ် ဒီတော့သူပြုတဲ့ကုသိုလ်ကံတရားတွေကသဗ္ဗညုတဉာဏ်ကိုမရဘူးမချင်းတွန့်ပုံဒီမှာဂျာကာလမှာဘယ်ဖယားနဲ့တွေ့လို့နေနေသူကသဗ္ဗညုတဉာဏ်မရရင်တရားမရဘူးတဲ့ကုသိုလ်ကံတရားတွေကဒါတယ်ဆိုတဲ့နေရာမှာအပိယပိုင်ကြီးသံဃာသံဃာရအသိကိုဖြစ်အောင်ဒါလည်းဟုတ်ပါဘူး သူလိုခြင်းနဲ့သူသူတောင်းနဲ့သူမရောက်မချင်းတားနေတာပဲဤဓမ္မေပုံညာပိစေကဘောဓိညာနတ်သာပိစယောဟောတုလို့သူတောင်းပြီးတော့ဒါနာပြုတဲ့သီလဆောက်တည်တဲ့ဘာဝနာတရားတွေပွားများနေတဲ့ပုဂ္ဂိုလ်သူရဲ့ကုသိုလ်ကံက ပိစေကဗောဓိညံဆိုတာမရောက်မချင်းကိုတွန့်ပို့နေတာပဲဒီကောင်းမှုကံတွေကပိစေကဗုဒ္ဓမဖြစ်မချင်းတွန့်ပို့နေတာဒီတော့သူကပိစေကဗုဒ္ဓမဖြစ်မချင်းအရာပဲနှစုဝန့်လို့သွားဆိုတာသူကမဲ့ဖို့နေပါမရောက်ဘူးသူကိုယ်တိုင်ပိစေကဗုဒ္ဓဖြစ်မှာ မဲ့ဖို့နိဗ္ဗာန်ရတာတဲ့ဒီတော့ပစ္စေကဘုရားဆိုရဲကုသိုလ်ကောင်းမှုကဓာရီကသံတရာသိငုတ်ကြီးလို့ဘယ်တော့မှနိဗ္ဗာန်မရဘူးဆိုတဲ့တရားစီမျိုးခြင်းမဟုတ်ပါဘူးအချိန်ကာလတစ်ခုအပြင်သူရှင်ပိစေကဗုဒ္ဓမဖြစ်မခြင်း မေဖို့နိဗ္ဗာန်ကိုတရတာဒါကိုကုသလကမ္မဝိပါကအန္တရေလို့ခေါ်ပါတယ်အကသာဝကဖြစ်ဖို့ရာထူတောင်းတဲ့ပုဂ္ဂိုလ်ကလည်းသူအကသာဝကမဖြစ်မချင်းမဟာသာဝကဖြစ်ဖို့ရာဆုတောင်းတဲ့ပုဂ္ဂိုလ်ကလည်းပဲမဟာသာဝကမဖြစ်မချင်းမြတ်ဖို့နိဗ္ဗာန်ကိုတရားထားတယ် ဘယ်ဖရာဘယ်ပုဂ္ဂိုလ်ဖရာဖြစ်မှကျွတ်တောင်းဝင်ရပါလို့ဤလို့ရှုတောင်းထားရင်လည်းပဲကိုရှုတောင်းထားတဲ့ပုဂ္ဂိုလ်ဖရာမဖြစ်မချင်းကုသကံဒီကတာထားတယ်ပြီးတော့ကုသလကံမဝိပါကအန္တရယ်ဆိုတာမကောင်းတာတာမဟုတ်ဘူးအကောင်းတာတာ အကောင်းနာတာတဲ့နေရာမှာသူကလဲရပြီဆိုရင်သံဃာကလည်းပဲအထက်တန်းကပေါ်ပြီးတော့မျောတဲ့သံဃာဆိုတာလူဘုံနတ်ဘုံပြင်းလေပြီးတော့ပါရမီဖြစ်ရတယ်တကယ်ကုသလကမ္မဝိပါကအန္တရေဆိုတာဒါတော့ဆိုရင် ရှင်းပါပြီ အကုသလကမ္မဝိပါကအန္တရေအကုသိုလ်ကံတရားရဲ့အကျိုးပေးကအန္တရေမဖို့နိဗ္ဗာန်ကိုတားထားတယ်ဆိုတာကဥပမာပြောရရင်ကဲမြတ်စွာဘုရားကိုတသံမြာလို့နှောက်ချက်ခဲ့တာဒီဝေဒတုဇိဉ္ဇမာနတို့ ရဲ့ဒီဝရကဘယ်လိုပြောခဲ့တယ်စိတ်သမာနကပါရမီဖြည့်တော့ကမြတ်စွာဘုရားဘယ်လိုပြုံးသွားခဲ့တယ်ဆိုတာလူတိုင်းသိပြီးသားဆိုတော့ဒီဝရတို့စိတ်သမာနတို့ပြောတဲ့စကားတောင်သူတို့ကပြန်ပြီးမပြောဝင်တော့ပါဘူးအများသိပြီးသားအတိုင်းပဲအကုသို့ကံတရားတွေက မဖို့နိဗ္ဗာန်တားတာလားဘလောက်ထိတားရုံဆိုတော့ကဲအများကြီးကြတဲ့အတိုင်းပဲဝစီကံတခွန်းကနေ ပြီးတော့အပေတအပေလေးပုံဆွဲချထားလိုက်တာဈိန်သမာနတို့ဒေဝဒတို့အဲ့ဒါအကုသိုလ်ကံတရားကနေပြီးတော့အပေလေးပုံကိုတားထားတာတဲ့ဒါကြောင့် အကုသလကမ္မဝိပါကအန္တရေဆိုတာကသမာဓိချင်း မတူတဲ့ပုဂ္ဂိုလ်ပါရမီချင်းမတူတဲ့ပုဂ္ဂိုလ်ကို ရှင်ပြိုင်ပြီးတော့ဒေါသစိတ်ကြီးပွားဝစီကံစုမိတဲ့အတွက်ကိုယ်ဝစီကံကိုယ်ပြန်စုနှုတ်လို့ရပြဘူးဆိုတာအဲ့ဒါသင်ရည်တဲ့လို့ခေါ်တာပါပဲတဲ့ 声音是那个，火气火干那种啊！最近路啊，趁早子住在屋里啊，过开路啊，这里啊，渺渺渺渺么？起步声音是那个没有关系的，声音我当面，声音我三面一点不顾啊！为了别，他叫么？声音是那个声音 နော်ဖရာစင်ရည်တရားစင်ရည်သံဃစင်ရည်သင့်မြည်ဆိုရင်တသံလရာလုံးသေးတဲ့အတွက်သူ့ကိုစင်ရည်သင့်နေစင်ရည်သင့်နေဆိုတာမပြင်းမားတဲ့ပုံကိုယ်တွေမပြင်းမားကြဘူးမပြိုင်ဆိုင်တဲ့ပုံကိုယ်တွေမပြိုင်ဆိုင်ကြဘူးဟုတ်အရင်တခါကတုန်းကလည်းပဲဒီတကူဆရာတော်ဘုရားကြီးကို မပြစ်မှားကြပါနဲ့ ပြောခဲ့ဘူးတဲ့တိစုဆရာတော်ကြီးကအခုချိန်ကောင်းတာပဲလုပ်လို့မကောင်းတာပဲလုပ်လို့နော်နင်တို့ကြိုက်တာပဲလုပ်လို့မကြိုက်တာပဲလုပ်လို့ဆရာတော်ကဘုရားစုပါမကြည်ညိုအသာဝေးဝေးကရှောင်းနေဘုရားစုပါပုဂ္ဂိုလ်ဆိုတာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နော်ပြိဇာဏတရိယကံကမကြည့်လွန်တာနော် ဒါကြောင့်မို့လည်းပဲမြတ်စွာဘုရားအလောင်းတော်ဟာတင်မီမင်းမဖြစ်ခင်တုန်းကငရဲကြမယ်ကံကိုပြုခဲ့လို့ငရဲကြတာငရဲကပြန်ပေါ်လာတဲ့အချိန်ကျတော့ဘုရားသုဘံကဘုရားသုဘံမယ်နော်ဒီတော့ဘုရားသုဘံပုဂ္ဂိုလ်တွေဆိုတာမင်းတို့မပြင်းမကြနဲ့မပြန်ဆိုင်ကြနဲ့သဘောမတွေ့လို့ရှိရင်အသာရှောင်းနေနော်ကောင်းကံဆိုးကံတွေက ကောင်းကျိုးဆိုးကျိုး 看啥？没的几样人，不要租房啊，不要租房没过马路，顺义走的，我是讲顺义的对。你包括开亚麻线嘛线，开亚麻线嘛出不，啊？我把妈逼了，有几个人都认识嘛？哪路？啊，苦的不好的嘛，干皮薄拉拉蘑菇，啊？ ကြည်စီအပွင့်တော်မူခဲ့တဲ့ကကုသံမြတ်စွာဘုရားကောနာကုမြတ်စွာဘုရားကတ္တပမြတ်စွာဘုရားတို့ကလည်းပဲဟဲ့ဒီဝရနဲ့ဒီလိုမလုံးနဲ့မမတားဘူးဟဲ့ဇိမာနနဲ့ဒီလိုမလုံးနဲ့မတားဘူးဘာဖြစ်လို့တုန်းဆိုတော့ဩဩသူဇက်လမ်းမှာသူကလူချမ်းကိုဆိုပြီးတော့အဲသူဇက်လမ်းမပြီးမချင်းကတော့ဘယ်ပုဂ္ဂိုလ်ကမှဖရာဘယ်ဖရာကမှမတားဘူးဒါကြောင့် ကိုဝစီကံကိုပြန်စုနှုတ်လို့ရပြီဘူးဆိုတာအဲ့ဒါစိန်ရပါပဲစကားတခွန်းအတွက်နဲ့မေဖို့နိဗ္ဗာန်နေဘဝရည်အသင်္ချေတထတာကောင်းသောတာခြင်းမဟုတ်တဲ့အတွက်သံလျာလဲရတော့လည်းမသက်သာဘူးနော်အဲမေးတဲ့ပုဂ္ဂိုလ်ကတော့သိခြင်းလို့မေးတာဆိုတော့ ဖြည်တဲ့ပုဂ္ဂိုလ်ကလည်းဖြည်တော့ဖြည်ပြီးလိုက်ရပါပြီကိုကိုကိုဖြည်ရတော့အာရဝန္တာကြီးလည်းမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီတရားကိုဖြည်လိုက်ရတာကတော့တန်လျာလမ်းခကြီးကောင်းယူမယ်ရှိပါတယ်တန်လျာကလွတ်မြောက်တဲ့တရားမဟုတ်သေးပါဘူး ဆယ်လေးဆရာဥပုံညာရေးခဲ့တဲ့တိတ္တကဗျာလေးလူပန်းဇဝနံအလဲမပေါ်ခိုက်ဟာမှုအလိုက်ကဲတော်တန်သိယုံပါခံဝင်ငိုကိုခံဝင်ငိုကိုနာယဝေမမြေမှာသဘဲလိုက်တော်ခံပန်းခိုင်းရာကြီးရွေရတဲ့တော်လီရွာထုံး 集中啊，搬到社区去啊，社区、居民啥的啊，人们不管谁给弄啊，看办公类的，工比着搬到去啊，啊，你到南宁退休的也搞嘛嘛，看办公类的，那为啥个？人们办的是米出来，钱要人们办的工参加的，钱也多，看办公类的哈。 နန်းရင်းသူပြုတ်ပြူအပါရရဲ့ခေါင်းမကဆင်းသွားရတယ်အဲ့ဒီလိုပါပဲကျုပ်ဟောကျင်တာကကျုပ်သမီးကိုတထိုင်ထဲမှာမဲ့လေးတံဖိုးသေးတံမိဘမျက်မှောက်ပြုနိုင်တဲ့တရားကိုကျုပ်ကဟောကျင်တာအခုသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကမေးတော့လည်းပဲတန်တရားခကြီးကောင်းအောင်ဟောတဲ့ အဆုံးအမလေးတော့ပဲပေးနိုင်ပါလေတယ်ဒါကြောင့်မို့ကိုယ်ကိုယ်တိုင်ဖျားဖြစ်လို့သစ္စာလေးပါကိုယ်ကိုယ်တိုင်သိပြီဆိုတဲ့အချိန်ရောက်ရင်တော့ကျုပ်သမီးကိုတထိုင်တဲ့အတွက်မှာမဲ့လေးတံဖိုလေးတံနိဗ္ဗာန်မျက်မှောက်ပြုနိုင်တဲ့တရားဒေသနာဟောပြောပြသနိုင်ရပါစေသာလို့ 就是当年话嘞。